မင်္ဂလာပါမာကုစကီဖက်တာကွန်မန်းကိုအသုံးပြုပြီးတော့ကိုလိုချင်တဲ့ distance တန်ဖိုးရအောင်မြောက်ဖို့ဂိမ်းသို့မဟုတ်စာတူဂိမ်းကိုပေးပြီးဆွဲပုံလေးကိုပြောပြမှာပဲဖြစ်ပါတယ်။အဲတော့မာတို့ပထမအဆုံးတနည်းအနေနဲ့တဆယ်ရှိရဲ့ line တခုရှိမယ်။ဒီ line ရဲ့နောက်ထပ်မာတို့၃ဆရှိတဲ့ဒီ line ထက်၃ဆရှိရဲ့ line ကိုလိုချင်တာဆိုရင်မာတို့စကီဖက်တာကွန်မန်းကိုသုံးရပါမယ်။ ဒီလိုင်းက30ရှိရာဆိုတော့သူ့ရဲ့တုံးစားဆိုတော့30ရှိရဲ့လိုင်းအောင်ဆဲမှာဖြစ်ပါတယ်။ဒါဆိုရင် scale factor comment sc under slash object under ဒီမှာ base point ကန်ရမှာပြောပါပြောပါတယ်။ base point ကန်ဖို့အတွက်ဆိုရင်မအားလို့ဘယ်ကနေ base point ကန်လိုက်မယ်ဆိုရင်သူ့ရဲ့လိုင်းကဘယ်ဘက်ကိုဆန့်ထွက်သွားမှာဖြစ်ပါတယ်။ညာဘက်ကို base point ကန်မယ်ဆိုရင်တော့ညာဘက်ကိုဆန့်ထွက်သွားမှာဖြစ်ပါတယ်။အကယ်၍ mid point မှာ base point ကန်ခဲ့မယ်ဆိုရင်တော့ ဘဲနဲ့ညာနဲ့ကိုအမြင်များဆန့်ထွက်သွားမှာဖြစ်ပါတယ်။အဲတော့မပထမဆုံးအနေနဲ့ဒီဘဲဘက်က end point မှာ base point တန်လိုက်ပါမယ်။ပြီးရင် scale factor တန်ဖို့သူကတက်မှတ်ခိုင်းပါတယ်။မရခု30ရဲ့3ဆကိုသွားကျင်တာဖြစ်တဲ့အတွက် scale factor တန်ဖို့3လို့ရိုက်စေပါမယ်။အခုရင်တော့ဘဲဘက်ကို base point တန်လိုက်တဲ့အတွက်ကြောင့်မလို့ဒီ line ရဲ့ object ရဲ့ဘဲဘက်ကိုဆန့်ထွက်ပြီးသွားဖြစ်ပါတယ်။အဲဒီ line ရဲ့တန်ဖိုးကိုမရခုဖက်ကြည့်ပါမယ်။ lunch က30ဖြစ်ပါတယ်။ဒါကဘယ်ဘက်ကနေ base point ကန်လိုက်တာပါ။နောက်တစ်ခု30ရှိရဲ့ line ကိုမအားလို့ sc and a base point ကိုမအားလို့ညာဘက်ကနေကန်လိုက်ပါမယ်။ပြီးရင်သူ့ရဲ့3စားလို့ရိုက်ထည့်လိုက်မှာဖြစ်တဲ့အတွက်3 and a ဒါဆိုရင်ဒီဘက်ညာဘက်ကို3စားရှည်ထွက်သွားတာပဲဖြစ်ပါတယ်။အဲနောက်တစ်ခုကကြတော့မအားလို့အလဲရနေ base point ကန်ကြည့်မယ်။ SC under slash object under base point ကိုမြစ်ပွားရနေကန်လိုက်ပါမယ်။ပြီးရင်သူ့ရဲ့ factor 3လို့ရိုက်ထည့်လိုက်ပါမယ်။ဒီ line ရဲ့ length က30ပါ။ပြီးတော့မြစ်ပွားရနေဘယ်နဲ့ညာနဲ့ကိုအမြဲများ30ဖြစ်အောင်လို့စမ်းထုတ်ပြီးထားရပဲဖြစ်ပါတယ်။ဒါကပထမတနည်းပါ။နောက်တနည်းနေနဲ့မအားလို့တစ်ဆယ်ရှိရဲ့ line တစ်လိုက်ရှိမယ်။ဒီ moving object ဒီ line လေးကိုမောက်ခြံထားခဲ့ခြင်းလဲဆိုရင် sc under slash object under this point ကိုဘယ်ကနေကန်လိုက်မလဲအဲ့တော့ဒီမှာ scale factor မရိုက်တဲ့ခင်မတို့ copy ဆိုတာလေးကိုရွေးပေးခဲ့ပါမယ်ပြီးမှ scale factor 2ရိုက်ထည့်ပါမယ်အဲ့တော့ဒီ line လေးကစန့်ထွက်သွားတဲ့ line လေးက20ဖြစ်သွားပါပြီမအားလို့ copy ခြံခဲ့တဲ့အတွက်ကြောင့်မူရင်း object ချန်နေမှာပါဒါကြောင့်ဒီ line ကိုအောက်ကိုဆွဲကြည့်လိုက်မယ် move under ။ဒါဆိုရင် copy ထားခဲ့တဲ့အတွက်ကြောင့်မင်း object လေးချန်နေခဲ့တာပါ။ rotation အဲ rotate ပေါ့နော် rotate လုပ်တဲ့ command နဲ့ပုံစံအတူတူပါပဲ။ scene နှိပ်ခဲ့ပေးရပါမယ်။ဝင်း object ကိုချန်စီခြင်းနဲ့ဆိုရင် copy လုပ်ခဲ့ပါ။နောက်တစ်ခုက line command ယူလိုက်မယ်။ disset မတည်ရဲ့ match မတည်ရဲ့ပေါ့နော်ဒီ line နဲ့တခုရှိမယ်။ဒီ line ကသူ့ရဲ့ dimension ဘယ်လောက်မှမသိဘူး။ဒါပေမဲ့မတော့သူ့ကို ဒီမြောက်ဖို့ကိန်းနဲ့မရတဲ့ဂျားတွေရတံမှုတစ်ခုခုပေါ့နော်အဥပမာ23ပေါ့နော်23ဆိုရဲ distance ရှိရဲ launch အဖြစ်သူကိုစမ်းထုတ်ခြင်းနဲ့ဆိုရင်မတို့ sc under အဲ့ဒီ object ကို slam man under base point ခိုင်းတဲ့အခါမှာမတို့သူ့ရဲ့ launch ကိုအာ launch ပေါ့နော် payback ကို mark လေးလိုက်မယ်ပြီးရင် reference နည်းနည်းသားမှဖြစ်တဲ့အတွက် r under ဆိုလည်းရတယ်ပြီးရင်မတို့ကဒီ line ရဲ့ distant တန်ဖိုးမတိရဲ့အတွက်ကြောင့်မလို့မတော့ဒီကိုမတိရဲ့ object ရဲ့စာမျက်နှာစုံမှန်တွေကို reference map ပြီးပြီးရင်ကိုရှည်ထွက်ခြင်းနဲ့ latch တန်ဖိုး23ကပေးလိုက်မယ် and အဲဆိုရင်အဲ့လမ်းဟာ23ရသွားပါပြီ။မောက်ပထမဆွဲလိုက်တုန်းကဒီ line အမှန်နဲ့ပေါ့နော် dimension မတိရဲ့ line တစ်ချောင်းဆွဲလိုက်တာဖြစ်တယ်။အဲဒီ dimension အတိုင်းအတာမတိရဲ့ line ကနေတန်ဖိုး ဂျားပေါ့နော်မြောက်ဘက်ပြင်ပြရတယ်ဂျားရီယာတန်ဖိုးသွားခြင်းနဲ့ဆိုရင် reference နေနဲ့စမ်းထုတ်ပြရပါမယ်အဲ့တော့ခုပြောပြသွားတာတွေက scale factor command အသုံးပြုပြီးတော့ကိုလိုချင်တဲ့ distance ရအောင်လို့ object ကိုစမ်းထုတ်နေပြီးပဲဖြစ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်